ကွင်းဆိုရယ်ကောင်မလေးတယောက်ရှိပါသည်သူကတော့လူစီကားနဲ့ရက်ွက်မှာနေထိုင်တာပါသူစီမဘွားအတွက်အရင်အနည်းလည်းမရှိပါဘူးလူတိများတဲ့သူလည်းမရှိပါဘူးဘာမှကိုမရှိတာပါ အမေနဲ့လေဖြက်နေခဲ့တဲ့အဖေနဲ့အတူပဲနေထိုင်ပါသည်ကျောင်းကနေပြန်လာပြီဆိုရင်ကွင်းကအိမ်အလုံးတွေကိုကူလုပ်ပေးပြီးတော့အဖေဖြစ်သူကိုထမင်းခွန့်ကြွေးပေးပါသည်ပြီးတော့အမေနဲ့အတူမုတ်ဝေလုပ်ပြီးရောင်းချပါသည်ကွင်းတို့မိသားစုကရိုးရမုတ်ဝေကိုရောင်းချကြတော့ပါကွင်းကထက်မြက်ပြီးတော့စာကြိုးစားတဲ့ကျောင်းသူတယောက်ဖြစ်တဲ့အတွက် ပိုက်ဆံရှိတဲ့ကလေးတွေပဲတက်နိုင်တဲ့နမည်ကြီးចောင်းတစ်ခုမှာပညာတင်စုရရှိခဲ့ပါရီဒါကြောင့်ကွိုင်းဟာလူဝေကြားထဲမှာဆိုရင်သူ့ကိုယ်သူပုံမှန်မဟုတ်တဲ့လူလိုမျိုးခံစားနေရပါရီကျွန်းဆွဲကောင်မလေးနဲ့ဆိုရင်ပို့ပြီးတော့ကွာရှာပါရီကျွန်းကဆေးုံပိုင်ရှင်ရဲ့သမီးဖြစ်ပြီးကျွန်းစီမှာအ아야ကိုကုညီပန့်ပိုးပြီးမဲ့မိဘဝေကိုပိုင်ဆိုင်ထားတာပါသူမှဘာပဲလှုပ်ရှင်လှုပ်ရှင်ဘာပဲလှုပ်ရှင်လှုပ်ရှင်လက်ဖြန့်ပြီးတော့ပိုက်ဆံတောင်းလိုက်ုံပဲဖြစ်ပါရီဒါပေမဲ့ကွိုင်းကတကခုလိုအပ်ပြီးဆိုရင် သူ့ဘာသာသူပဲစ조사ရုံးကန်ရတာပါဂွိုင်းဟာပကံစည်းတာ KFC မှာအလုံးလုံးတာကြောင်ရဆွေရတူဝေးတာစတဲ့အလုံးပေါင်းစုံကိုအချိန်ပိုင်းလုပ်ပါရီဘယ်လောက်ပဲပူပူဘယ်လောက်ပဲပြင်ပန်းပြင်ပန်းဂွိုင်းအနေနဲ့တကားမှမငင်းညို့ဖူပေါင်းဂျုံကတော့ဒါမျိုးတွေလုတ်ဆရာမလိုအပ်ပါဘူးစနေတနင်္သရီဆိုရင်သူမကကဖေးတွေသွားလာပါတဲ့ဓာတ်ပုံတွေရိုက်စိန်ကြကြနဲ့အေးအေးဆေးနေထိုင်နေကြတာပါ အမိုးဖွင့်ကားနဲ့မြို့ကိုပတ်ပြီးတော့သူ့ရဲ့တထေးတငယ်ရှင်နေတဲ့အတူပျော်ပျော်ပါးပဲနေထိုင်ပါရင်သူ့ရဲ့အိမ်မှာဆိုရင်အစီခံများစွာလေးခန့်အပ်ထားတာပါဒါပေမဲ့ ქვენ နေတော့မတူပါဘူးသူကအိမ်ဖို့အဖြစ်လဲဆက်လက် လုံနေရဆဲပဲဖြစ်ပါရင်ကျောင်းမှာဆိုရင်လူပိုင်းကမုတ်လုတ်ပြီးရောင်းရတဲ့ပွဲတစ်ခုလုံးတဲ့အခါမှာတော့ပိုက်ဆံရှိတဲ့ကလေးတွေကစီးကြည့်တဲ့မုတ်ဝီကိုလှုပ်ကြပါရင်ဒါပေမဲ့ ქვენ ကတော့သူ့မိသားစုလုံနေကြရိုးရမုတ်ကိုပဲလှုပ်သွားခဲ့ပါရင် ူတငယ်ရှင်တွေကဒါကိုမြင်တော့ဝိုင်းပြီးတော့လောင်မြောင်ကြပါရင်ဘယ်သူကမှလည်းစိတ်ဝင်စားကြပါဘူးဒါပေမဲ့ကျွန်လှုပ်သွားတဲ့အရန်ကမှလှပပြီးစားခြင်းစရာကောင်းတဲ့မုတ်ကတော့တငယ်ရှင်တွေကဝိုင်းပြီးဝယ်ယူကြပါရင်ဝိုင်းဟာမိုးရီထဲမှာရွှဲနေပြီးအင်ကိုပြန်လာတဲ့အချိန်မှာကျွန်ကသူမကိုလောင်မြောင်ပါရင်စင်းရတဲ့ကောင်မလေးနန်းစုံနေတာပဲယွန်းစရာကြီးဆိုပြီးသူမကိုပြောလိုက်သေးတာပါကွိုင်းကမိုးရီထဲမှာဒီအပြောအဆိုကြီးခံရပြီမဲ့အိမ်ရောက်တော့လေပြုံးနေဆဲပဲဖြစ်ပါရင် အမေဖြစ်သူကိုတခါမှလည်းပြန်ပြီးမပြောပြဘူးပေါ့သူကိုလောင်ပြောင်းတဲ့ဇကားဝေကိုလည်းခွမဆိုင်ပေါ့ဘာကြောင့်လဲဆိုရင်သူခွဆိုင်ရတဲ့လူတွေအတွက်ဆက်ပြီးစူးစမ်းရအောင်မှကြောင်းဖြစ်ပါရင်း꽌ကသူ့အမေရောင်းတဲ့မုတ်ရီကိုလိုက်လွင်ပြီးတော့စတင်မြဝေခဲ့ပါရင်းเจ้ามาရှိရတငယ်ရှင်တွေကဒါကိုမြင်တဲ့အချိန်မှာလောင်ပြောင်ကြပါရီဒါကရှက်ဖို့ကောင်းပါတယ်သူရလိုက်ကိုကြည့်တဲ့လူကဇေရောက်တော့မရှိဘူးဆိုပြီးပြောနေကြပါရီเจ้ามาမကောင်းတဲ့အကြည့်ဝင်လောင်ပြောင်တဲ့အကြည့်ဝင်နဲ့ရင်ဆိုင်ရပြီမဲ့လဲ ကွိုင်းတယောက်ကကြည့်တဲ့လူနည်းနည်းပဲရှိပေမဲ့လိုင်းလွှဲနာကိုဆက်လက်ပြီးစူးစမ်းခဲ့ပါရင်းဒီလိုနဲ့သူမကတပိပိရှင်အွန်လိုင်းကနေမုတ်မာယူမှုရရှိလာခဲ့ပါရင်းဈေးဝင်တဲ့ကုံစုံဆိုင်တွေကိုလည်းပို့ဆောင်ပေးလာရပါရင်း သူမုံစားနေတာကိုလိုက်ဆွင်းလို့တော့လူတွေကကြိုက်ပြီးကြည့်တဲ့လူတွေကလည်းအယံကိုမှများလာခဲ့ပါရင်ဒါဝေကကျမတို့အိမ်လို့တဲ့မုံတွေပါဘာမုံပဲလို့လို့မာယူလို့ရပါရင်ဇင်းလုံးကလည်းတက်တာပါရင်အကြီးအသေးကိုလည်းအာမခံပါလေဆိုပြီးသူမကလိုက်လို့နေပဲကြင်ရခဲ့ပါရင်ကျုံမဟာဒါကိုမြင်တော့မနာလို့ဖြစ်လာပါရင် ကျောင်းမှာ꽌ကိုနှီးမျိုးစုံနဲ့အနိုင်ကျင့်ဖို့သူကစလုပ်ပါရီဒါပေမဲ့သူဘလောက်ပဲတိုက်ခိုက်နေပါစေ꽌ကိုတော့အာမရော့စေခဲ့ပါဘူးသူမဟာဆက်လက်ပြီး live stream လုပ်ပါရီသူမကနောက်ထပ်မို့အမျိုးအစားအစ်စ်တွေကိုလည်းဆက်ပြီးလောက်ကရောင်းချခဲ့ပါရီကျွန်းဟာပို့ပို့ပြီးစိတ်တူလာလဲအနိုင်ကျင့်တာဝီကလည်းပို့ပို့ဆိုးလာခဲ့ပါပြီပြင်းထန်တဲ့အနိုင်ကျင့်မှုတွေနဲ့အနောက်ရှက်တွေကြားထက်ကနေ꽌တယောက်ကတော့ဘယ်တော့မှလက်မလျှော့ခဲ့ပါဘူး။ကွန်ရဲ့မုတ်အစ်စ်ကလည်းမာယူမှုရဲ့အရန်ကိုမြန်လို့တဲ့အတွက်ချင်းတောင်းဝင်တော့မှမနိုင်တော့ပါဘူး။ ကျွန်းတယောက်ကဒါကိုမြင်တော့မနာလိုစိတ်တွေထိမ့်မနိုင်တော့ပါဘူးသူကလည်းစီးပွားရေးလှုပ်ရှင်လာခဲ့ပါရီကျောင်းကသူ့တငယ်ရှင်တွေကိုလည်းပြသရှင်တာကြောင့်သူ့အဖေကိုပိုက်ဆံတောင်းတော့ပါရီဖေဖေသမီးစီးပွားရေးလှုပ်ရှင်တဲ့အတွက်ပိုက်ဆံသိန်း100လောက်ထုတ်ပေးနိုင်မလားဆိုပြီးပြောလိုက်ပါရီသူ့အဖေကအခုလိုမျိုးပြန်ဖြစ်ပါရီသိန်း100ဆိုတာကဘာများခက်လို့လဲဆိုပြီးသူ့ကိုချက်ချင်းထုတ်ပေးခဲ့တာပါဒီလိုနဲ့ကျွန်းကအဝတ်အထည်ဆိုင်တစ်ခုဖွင့်လင်းလိုက်ပါရီဒါပေမဲ့ငါးလတော့မှပြည့်ခင်မှာသူ့အနေနဲ့ပြန်ပြီးပိတ်လိုက်ရပါရီ ။ဘာကြောင့်လဲဆိုရင်တော့သူကစိတ်ရှိတိခတ်မှုမရှိစီပိုင်လုပ်ဖို့လည်းတကားမှမကြိုးစားဘူးပေါ့။တလားကြမှာလည်းဖနှက်ဆိုင်ဖွင့်ပြန်ပါရီ။ဒါပေမဲ့ကျွန်ကအလုံးမှာတကယ်စိတ်ဝင်စားတာမဟုတ်တဲ့အတွက်မကြခင်မှာပြန်ပြီးပိတ်လိုက်ရပါပြီ။သူကဘယ်လောက်ပဲကြိုးစားနေပါစေလုံးဝအကျရှုံးနေခဲ့တာပါ။ချမ်းသာတဲ့မိသားစုက ဖြစ်တဲ့အတွက်နာကျင်စရာတွေကသူ့အတွက်တိတ်ပြီးမရှိပါဘူး။ကွိုင်းနဲ့တော့လုံးဝကိုမတူပါဘူး။ကွိုင်းဟာတခါတည်းကြာရှုံးရအောင်မှမရပါဘူး။ဂျွန်ကကွိုင်းရဲ့ live stream ကိုကြည့်ပြီးတော့ စိတ်ပြက်စရာပဲဘာကြောင့်သူကတခါမှမကြယုံရတာလဲဆိုပြီးမနာလိုစိတ်တွေတပဖွားနဲ့ပေါက်လာခဲ့ပါရင်ဒါပေမဲ့ क्व ိုင်းတယောက်ကတော့ပူပူပြီးအောင်မြင်လာခဲ့ပါပြီဒီလိုနဲ့ကျွန်ရဲ့မိသားစုကကိုဗစ်ရောဂါတရုတ်ပြည်ကကုန်ပစ္စည်းနဲ့ပြိုင်ဆိုင်မှုစိန်နှုန်းစစ်ပွဲတွေကြောင့်ထိခိုက်လာခဲ့ပါပြီကျွန်တို့မိသားစုပိုင်ဆိုင်မှုတွေကလည်းအဲ့ဒီအချိန်မှာအသိစေခံလေရပါပြီ ကားဝေအိမ်တွေမြေဝေလက်ဆွဲအိမ်တွေအကုန်လုံးပြန်ပြီးထုတ်ရောင်းလိုက်ရပါပြီ။ဘာမှကိုမကြံတော့ပါဘူး။ချမ်းသာတဲ့လူတွေကတော့မှစည်ရဲသွားနိုင်ပါပြီ။သူတို့ဟာအရင်တို့ကအကောင်းစားအစားစားပြီးစားကြပေမဲ့ဒီကနေ့မှဆိုတော့ကစုံရွက်ကြော်နေပဲစားနိုင်တော့ပါပြီ။ကျွန်းဟာတကားမှအလုံးမလုံးခဲ့ဘူးတဲ့လူဆိုတော့အချိန်ပိုင်းအလုံးတွေကိုရှာဖွေနေရပါပြီ။ကျောင်းလခကလည်းအရင်လိုမျိုးမတတ်နိုင်တော့တဲ့အတွက်ကျောင်းဟောင်းကိုပြောင်းလိုက်ရပါပြီ။သူ့အဖေကမိသားစုစားဖို့နေရတဲ့အတွက်စံတွေ့တွေရောင်းချနေရပါပြီ။ အမေနဲ့ညီမလေးဖြစ်သူကလည်းအလုံးလုံးဖို့အတွက်အလုံးရှာနေရပါပြီ။ကွိုင်ကတော့စန့်ကျင်ဘက်ဖြစ်လာခဲ့ပါပြီ။သူကမုတ်မယူမှုရေတိုးလာခဲ့ပြီးတော့စက်ယုံဖွင့်ဖို့အထိလုံလောက်တဲ့ပိုက်ဆံတွေရလာခဲ့ပါပြီ။ကွိုင်ရဲ့စက်ယုံကကြီးမားပြီးစန့်ချိန်စန့်ညုံးကလည်းမိပါပြီ။တနိုင်ငံလုံးကိုလည်းပို့ဆောင်နေရပါပြီ။ကွိုင်ကသူ့အဖေကိုပုဂ္ဂလိကဇေယျမှာကုသမှုခံယူနိုင်ဖို့အတွက်စီစဉ်ပေးတော့ပါပြီ။ဒီနေ့မှာတော့ကျွန်ကအလုံးရှာရင်းနဲ့ပဲကွိုင်ရဲ့စက်ယုံအရှိကိုမတော်စရောက်လာခဲ့ပါပြီ။ဒီလိုနဲ့ကွိုင်နဲ့တွေ့တွားခဲ့ပြီးတော့ကွိုင်ကလည်းသူ့ကို ်ငါနင့်ကိုကူညီပေးနိုင်ပါ रे နင့်ကိုအလောက်ခံပေးမယ်ဆိုပြီးပြောလိုက်ပါ रे ပိုကောင်းတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်ရင်ကအရှုံးမြင့်ဆုံးပဲဖြစ်ပါ रे ဒါပေမဲ့အေးဆက်ဆုံးလက်စားရှိမှုလည်းဖြစ်ပါ रे ကြည့်ရှုရပရိသတ်များအလုံးကျေးဇူးတူတင်ရှိပါခင်ဗျာပါကစ္စတန်မှာပိုက်ဆံအများကြီးမသုံးမဲနဲ့တီထွင်ဖန်တီးနိုင်စွမ်းကိုပြသနေခဲ့တဲ့လုပ်ငန်းလေးတခုရှိပါ रे သူတို့ကစွန့်ပစ်ထားတဲ့စီပိုင်အဟောင်းတွေကိုဈေးတက်တာပြီးတော့ခိုင်ခန့်တဲ့တန်ပိုက်လုံးတွေအဖြစ်ပြောင်းလဲထုတ်လုပ်နေကြတာပါ ဒီလုပ်ငန်းစဉ်ကရူပီ2000နဲ့ဝယ်ထားတဲ့စီပုံးဟောင်းတွေကိုတန်ပိုက်လော့အဖြစ်ပြောင်းလဲတာကနေစတင်ထားပါရီးပထမဆုံးအနေနဲ့စီပိုင်းတွေကိုပြားအောင်ပြုလုပ်ကြပါရီးအဲ့ဒီနောက်ဆရာသမားဝေကသူ့နဲ့ဆောက်လူမျိုးရိုးရှင်းတဲ့ကြိယာလေးဝေကိုအသုံးပြုပြီးတော့စီပိုင်းရဲ့ဘေးဝေကိုဖျက်ထုတ်ပါရီးအပေါ်အောက်အသုံးမွင့်တဲ့အပိုင်းတွေကိုဖယ်ထုတ်လိုက်ပြီးပုံးရဲ့ကိုယ်ထည့်အပိုင်းကိုပဲယူပါရီးဒီလိုမျိုးလက်နဲ့တေချာဖြုတ်တာက ပုံအထည်မှာကြံနေနိုင်တဲ့မီးလောင်လွယ်တဲ့ပစ္စည်းတွေကနေမီးပွားထွက်ပြီးတော့မီးမလောင်အောင်ကာကွယ်ပေးပါရီစီပုံးတွေကိုတန်ပြဝဲအဖြစ်ပြားသွားပြီးဆိုရင်တော့လက်နဲ့ဖြုတ်ထားတဲ့အတွက်မငီမငံဖြစ်နေတာမျိုးအရွယ်အစားကွာနေတာမျိုးရှိပါရီအဲ့ဒီတန်ပြဝဲကိုချောမွေသွားစေဖို့အစကချောမကြအောင်လှုပ်ထားတဲ့အမတ်အသားတွေကိုဖယ်ရှားလိုက်ကြပြီးပိုင်လုံးလှုပ်လို့ရအောင်တတိယရှာလိမ့်ပေးကြပါရီပိုင်လုံးလှုပ်ဖို့အတွက်တန်ပြဝဲကိုတန်ရှင်းမတက်အောင် တုတ်ထားတဲ့ဈေးဝေးဖယ်ရှားဖို့ ဓာတုဗေဒဈေးရစိမ့်ပြီးတော့ဈေးကြောရပါရင်ဒီအစစ်မှာဆိုရင်ဓာတုဗေဒဈေးဝေချောင်းအပူလောင်တာမျိုးမှာဖြစ်ရလေအောင်တတိထားကင်တွယ်ရမှာပါဈေးကြောပြီးသွားပြီဆိုရင်ပိုက်လုံးအတွက်ကုံချမ်းဖြစ်တဲ့တံပြားဝေကိုအချောင်းလိုက်ဖြတ်ရပါရင်ပြည့်စည်ဝေကတခုချင်းစီဖြစ်နေတဲ့အတွက်ပုံတွင်းတဲ့ဆက်အထဲကိုထဲတာအားလက်နဲ့ပဲထဲရပါရင်ခင်းနောက်ကျနေတဲ့ဆက်ပစ္စည်းဝေဖြစ်ပေမဲ့လည်းတံပြားဝေကိုပိုက်လုံးအဖြစ်ပုံတွင်းတဲ့လုပ်ငန်းစဉ်ကတော့ကောင်းကောင်းမွန်မွန်အလုပ်ဖြစ်ပါရင်အဲ့ဒီနောက်ချောမွေးစွာကဟေးစောနိုင်အောင်အစွန်းတွေကိုငှိပေးပါရင် အလိုလျောက်ကဟီဆိုတဲ့ဆက်ကပိုက်လုံးတွေခိုင်ခန့်ပြီးယုံကြည်စိတ်ချရအောင်ကဟီဆိုနေစဉ်အတွင်းမှာအပူပေပါရီကဟီဆိုပြီးသွားတဲ့အခါမှာပိုက်လုံးတွေကိုချုံမွေအောင်ဒုတိယအကြိမ်ထပ်မံလိမ့်ပေးပြီးတော့ရေနဲ့အမြန်အေးခံပါရီပြီးစီးသွားတဲ့ပိုက်လုံးတွေကိုအရေးအသွေးစစ်ဆေးကြပါရီကွာဟာနေတာမျိုးရှိပြီးစင်တော့ပြန်လဲပြင်ဆင်ပြီးလိုအပ်မယ်ဆိုရင်အပြင်းအထန်ကွေးနေတဲ့ပိုက်လုံးတွေကိုပါပြင်ပေးနိုင်တဲ့ရိုလာဝေအများကြီးပါတဲ့ဆက်နဲ့ပြန်ပြီးပုံတွင်ပေးကြပါရီဒီလိုနဲ့ပဲသူရဲ့တီထွင်မှုကပြီးသွားခဲ့ပါပြီ တဲ့အနေနဲ့တို့ရဲ့လုံနိုင်စွမ်းကိုဘယ်လိုမျိုးထင်မြင်မိပါသလဲကြည့်ရှုပြပရိသတ်များအားလုံးကျေးဇူးတူတင်ရှိပါခင်ဗျာ